ပသိမ်မြို့တင်းရွှေစင်ရရနာရွှေဆိုင်နေပြည်တော်ဆိုင်ခွဲကနန်းရင်ကြီးနှုတ်ခတ်ချိန်မှာဆိုင်ရှိတာဝန်ရှိသူတွေဟာဆိုင်ငန်းတစ်ပါးကိုပိတ်ချလိုက်တဲ့အတွက်ဝန်ထမ်းတွေထွက်ပြေးခွင့်မရတော့ဘဲတိုက်ပြူကြတဲ့အချိန်ပိတ်မိတည်ဆုံသွားတယ်လို့အနည်းဝန်းကျင်ရှိဒေတာကန်တွေထံကသိရပါဗျ။အဖို့အခင်းဖြစ်ပွားပြီးလေးအမြောင်းတာတော်တဲသူတွေရဲ့အိမ်ကိုဆိုင်ရှင်ကမဆက်သွယ်သေးဘူး။နိုင်ငံသားကြီးစင်ထွက်နေတယ်ဆိုပြီးပြောတာပဲ။နန်းရင်တို့ချိန်မှာဆိုင်တစ်ပါးပိတ်ချခံလိုက်ရတော့ ။ပိုက်ပြူတဲ့အထက်အပုံပါသွားတာရှေးရီဘူပဲအယယူထုတ်တယ်လို့သိထားတယ်လို့ဒေတာကန်တူက ARE Times ကိုပြောပါရယ်။တည်ဆောင်းသူတွေမှာအမျိုးသမီးဝန်ထမ်း၈ဦး၊အမျိုးသား၂ဦးကိုပါဝင်ပြီးပူဝင်ဆောင်တူနဲ့တည်ဆောင်းခဲ့ရတာကရွှေဆိုင်ပိုင်ရှင်ဟာငနေနှုတ်ခတ်ပြီးနောက်စစ်တောင်စီတပ်ဖွဲ့အင်အား30ခန့်နဲ့ဒုံဒုံကြီးအဖြစ်ချပြီးရတနာတွေကိုရှာဖွေမှုပြုလုပ်ဖယ်လို့သိရပါဗျ။တေဆောင်းသူတွေရဲ့အလောင်းတွေကိုမိသားစုဝင်တွေက ပသိန်ကနေနေပြည်တော်ကိုတက်ပြီးတွားရောက်ရှာဖွေရပြီးပသိန်ကိုပြန်လဲတည်ဆောင်မှုမပြုရကြောင်းနေပြည်တော်မှာပဲစည်စင်းယူပြီးတကြိုပဲရတယ်လို့သိရပါဗျ။မန္တလေးတိုင်းပျော်ပွဲမြို့နယ်မှာငလင်းလုံးပြီးနောက်ပျော်ပွဲမြို့မှာဖွင့်လှစ်ထားတဲ့တံမောဆဖံမှာပြိမိနေတဲ့ဝန်ထမ်းတွေအသက်ရှင်ကြံရည်သူမရှိနိုင်တော့ဘူးလို့သိရပါဗျ။မိသန်းဌာနချုပ်နဲ့စင်ကာပူကအခွဲရူဟာမက်စလာ30ရက်နေ့နေ့လယ်2:20ခန့်ကလာရောက်စစ်ဆေးပြည်နောက် ။တမောစားပန်တွင်အသက်ရှင်ကျန်နေရသူမရှိတော့ဘူးလို့စစ်ဆေးကြရတီးရပါရယ်။ပထမကလေးကရက်ဖွဲ့ထဲကလူတွေကဝိုင်းမီကဲဖို့လုပ်တယ်။သူတို့ကဲစဲကြီးအဖွဲ့တွေလာမှအနာကက်ရမယ်ဆိုလို့ဒီတိုင်းကြည့်နေရတယ်။အချိန်လုံးနောက်မှရောက်လာတော့အသက်ရှင်သူ မရှိတော့ဘူးလို့ထုတ်ပြန်တယ်။ပိတ်ဖိနေတဲ့သူတွေအတော်ခံစားသွားရမှာလို့ပြောဝဲမြို့နယ်မြို့သားတူက ARV Times ကိုပြောပါရယ်မြန်မာနိုင်ငံမိသက်ဌာနချုပ် user team မှလက်ထောက်ညွှန်မှု ဦးကောင်းမြတ်နောင်ဦးစီးရဲ့တပ်ဖွဲ့ဝင်35ဦးနဲ့စင်ကာပူ Silver Defense Force ကတပ်ဖွဲ့ဝင်15ဦးတို့ဟာမနေ့ကကမ္ဘောဇံပန်စာဦးအေရိယာကိုလာရောက်ကြည့်ရှုစစ်ဆေးပြီးရှာဖွေခဲ့စဉ်ဖွင့်နှက်ကောင်တွေပါအသက်ရှင်လူနာရှိမရှိထောက်လန်းစစ်ဆေးရာကအသက်ရှင်တန်သူမရှိတော့ကြောင်းပြောဖွဲ့မိသက်ဌာနကံကတီးရပါတယ်စစ်ဆေးချက်တွေရအသက်ရှင်သူမရှိတော့တဲ့အတွက်မြန်မာစင်ကာပူနှစ်နိုင်ငံဘူပေါင်းစစ်ဆေးရေးအဖွဲ့ဟာနေပြည်တော်ဘူပြန်လဲထွက်ခွာသွားတယ်လို့သိရပါတယ် ီကဲမက်လာ28ရက်နေ့လယ်ပိုင်းမှာနှုတ်ဖက်ခဲ့တဲ့ငလင်ကြောင့်ငါးတဲ့အမြင့်ရှိကမောဆပန်ပြုတ်ကျသွားပြီးဝင်းနဲ့အယောက်60ခန့်ပိတ်မိနေကြတယ်လို့သိရပါဗျ။မက်လာ29ရက်နေ့မှာပိတ်မိနေသူတွေတဲကဝင်းနဲ့တူဖို့ကဲပြုတ်နိုင်ခဲ့ပေမဲ့ရရှိထားတဲ့တန်ရာရီကြောင့်ဝင်းနဲ့မြို့သားမှဆေးရုံသို့ပို့ဆောင်ရလမ်းမှာပဲတေဆုံးသွားတယ်လို့တဆင်ရင်ဖွဲ့မိချန်ကသိရပါဗျ။